င်ဖြူတော်နားမှာနိုဝင်ဘာ26ရက်နေ့ကပြစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးအမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်2ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ Washington DC မြို့တော်ကအင်ဖြူတော်နဲ့ Glock နှစ်ခုလောက်အကွာမှာတင်ပြစ်ခတ်မှုဖြစ်ခဲ့တာပါ။အဲ့ဒီဖြစ်စဉ်အတွင်းအမေရိကန်ရဲ့အရန်တပ်ဖြစ်တဲ့အမျိုးသားအစောက်တပ်ဖွဲ့စစ်သား2ဦးဒဏ်ရာရခဲ့ပါတယ်။ Washington DC မြို့တော်ဝန်ယုံကြီးညာချက်မှာတော့ဒီကိစ္စဟာပြစ်မှတ်ကိုရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့တဲ့တိုက်ခိုက်မှုလို့ဖော်ပြထားပါတယ်။ တကူရောတနတ်သမားကစစ်သား၂ယောက်ကိုပြစ်ခတ်ခဲ့ကြောင်းတနတ်တန်ကိုကြားခဲ့တဲ့အနီးမှာရှိတဲ့နောက်ထပ်စစ်သား2ဦးကသူ့ကိုပြစ်ခတ်ဟန်တားခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။သတင်းတွေအရတော့တနတ်သမားဟာအသက်29နှစ်အရွယ်အာဖဂန်နစ္စတန်နိုင်ငံသားရာမန်ညူလာလာကန်ဝဲလ်ဆိုသူဖြစ်ပြီး2020ခုနှစ်မှာအမေရိကန်ကိုရောက်ရှိနေခဲ့တယ်လို့ဖော်ပြပါတယ်။သူကတနတ်ဒဏ်ရာနဲ့ထိမ့်သိမ်းခံထားရပေမဲ့အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့ဆိုပါတယ်။ ပြစ်ခတ်မှုမှာသူအသုံးပြုခဲ့တဲ့လက်နက်အမျိုးအစားကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။အခင်းဖြစ်တဲ့အချိန်တုန်းက American သမ္မတ Donald Trump ဟာအင်ဖြူတော်မှာရှိမနေခဲ့ပဲ Florida ကိုရောက်နေခဲ့ပါတယ်။ပြစ်ခတ်မှုရဲ့နောက်ွယ်ကစေဆော်မှုအကြောင်းတရားကိုစုံစမ်းနေစေဖြစ်ပေမဲ့ Trump ကတော့ဒါဟာအကြမ်းဖက်မှုတစ်ခုလို့ဆွဆွဲခဲ့ပြီးကျူးလွန်သူဟာကြီးကြီးမားမားပေးဆက်ရလိမ့်မယ်လို့ကြုံးဝါထားပါတယ်။ American Federal ထောက်လှမ်းရေး Bureau FBI ရဲ့အဆိုအရပြစ်မှတ်ဖြစ်ခဲ့တဲ့စစ်သား၂ယောက်ဟာ မြို့ရဲကလမ်းဆောင်နေရာတစ်ခုမှာထင်သာမြင်သာကင်းလှည့်နေကြတာဖြစ်တယ်လို့သိရပါတယ်။ FBI ဟာအခုဖြစ်ရက်နဲ့ပတ်သက်လို့စုံစမ်းမှုတွေကိုဥဆောင်နေပါတယ်။ပြစ်ခတ်မှုတန်တရာတရားခံဟာကြီးစံ၄ချက်ထိမှန်တဲ့ဒဏ်ရာရထားတာပါ။သူ့ကိုစုံစမ်းမှုတွေစတင်နေပြီဖြစ်ပေမဲ့မင်းမြတ်မှုတွေကိုဖြေကြားတာမျိုးစုံစမ်းစစ်ဆေးမှုမှာပူပေါင်းတာမျိုးမရှိသေးဘူးလို့သိရပါတယ်ရှင်။